မင်္ဂလာပါဒေါက်တာထွန်းမြတ်ဝင်ပါသေဝပညာ channel ကနေပြီးတော့ကျူးစွပါတယ်ကျွန်တော်ဒီနေ့ပြောချင်တာကတော့ဆေးကောင်းတစ်မျိုးအကြောင်းဖြစ်ပါတယ်ဘာဆေးလဲဆိုတော့အယုံကြောင့်ဖြစ်တဲ့ထုံနဲ့ကျင်းနဲ့နာကျင်ကြိုက်ခဲ့တဲ့ဝေဒနာတွေကိုတိတိတသာတသက်ပြောက်ခွင်းသေးတဲ့ဆေးလိမျိုးအကြောင်းဖြစ်ပါတယ်เนาะဗီဒီယိုထဲမှာတော့ကျွန်တော်ဒီဆေးတွေကိုဘယ်လိုတောင်းအောင်မလဲဒီတွေကဘလို့အာနိသင်ရှိတယ်လဲ။ဘာတွေရှောင်းအောင်လဲဆိုတဲ့ဒီအကြောင်းအရာတွေကိုပြပြသွန်းသွန်းပြောပြပေးသွားမှာဖြစ်ပါတယ်။လက်ရှိမှာလည်းဒီဆေးကြောင့်တတ်တာပြောက်ကင်းတဲ့သူတွေအများကြီးရှိပါတယ်เนาะ။ဆိုတော့ ။ဒါကြောင့်ကျွန်တော်ဒီစီလေးချောင်းကို ပြောပြပေးရခြင်းဖြစ်ပါတယ်เนาะ။ဒီပါစီလေးဆိုတော့ကျွန်တော်ဗီဒီယိုထဲမှာဆက်ပြီးတော့ကြည့်လိုက်ရအောင်။နော်မိမိက6တောက်တွေနာကျင်ကြိုက်ခဲနေတယ်။8တောက်မပြောတော့ဘူးเนาะ။နာကျင်ကြိုက်ခဲနေတာလေ။၃၄၅ဘက်လောက်ရှိနေပြီ။ကန်ခဲပြောက်ဆေးတွေလည်းတောက်တယ်မတက်တော့ဘူး။ဘာလို့အားလဲဘာလို့အားမလဲမသိတော့ဘူး။ဆေးတွေလည်းညစ်လာပြီ။အဲ့ဒီခါမှာမမေအဆုံးဖြတ်လိုက်တယ်။ငါတို့ဆရာဝန်နဲ့တွေ့ပြမှာဖြစ်တော့မယ်။တွေ့ရခါကျတော့ကျွန်တော်သူကဆရာဝန်နဲ့တွေ့ပြဖို့စိတ်ကူးလိုက်ပါတယ်။ဒါကတော့ကျွန်တော်ဒီအဲ့လို အောင်ကြောကြောင့်နော်နာကျင်ထုံနာကျင်တာကိုကျွန်တော်တို့ပုံလေးနဲ့ပြသပေးတာဖြစ်ပါတယ်နော်ဆိုတော့နာကျင်မှုကြောင့်နော်ကျွန်တော်တို့နာကျင်မှုကြောင့်အာယုံကြောင့်ဘယ်လိုပတ်သက်တယ်လဲနော်အာယုံကြောအာယုံကြောတွေမှာဘယ်လိုထိခိုက်နေလဲဆိုတာကိုပြသပြသပြသပေးတာဖြစ်ပါတယ်ဒါတော့ကျွန်တော်ဒီအာယုံကြောထိခိုက်နေတဲ့ပုံလေးပေါ့နော်ဆိုတော့အောင်ကြောတွေရောင်နေတယ်ပေါ့ဆိုတော့ဒါကြောင့်လဲထုံနာကျင်တာတွေပြီးတော့ကြွသားတွေထိခိုက်နေတာဖြစ်ပါတယ်အဲ့လိုဆရာဝန်နဲ့ပြသပြီးလိုက်တဲ့အချိန်မှာ ဆရာဝန်နေပြီးတော့စေတမျိုးပေးလိုက်ပါတယ်။အဲဒီစေတော့ပြီးအချိန်မှာမမေကသူခံစားနေရတဲ့အာရုံရောဝေဒနာတွေလုံးဝအသက်သာပျောက်ကင်းသွားတာကိုတွေ့ရပါတယ်။လုံးဝကိုပြေရှင်းသွားပါတယ်။ဆိုတော့ဆရာဝန်ကဗာစေပေးလိုက်တယ်ဆိုတော့ကြည့်လိုက်အောင်။ဆရာဝန်နေပြီးပေးလိုက်တဲ့ဆရာတော့ဂါဘာပန်တင်ပဲဖြစ်ပါတယ်။အဲ့ဒီစီးလေးကြောင့်အနည်းငယ်ပြောပြချင်ပါတယ်ဂါဘာပန်နင်ဆိုတာတကယ်ကတော့ကျွန်တော်တို့ anti neuroleptic လို့ခေါ်တယ် anti epileptic လို့ခေါ်တယ်အာရုံကြောဝေဒနာအဲ့ဒီ အတက်ယောဂါကိုကုသတဲ့နေရာမှာအသုံးပြုတဲ့အစီအတိမျိုးဖြစ်ပါတယ်အတက်ယောဂါနဲ့ပတ်သက်ပြီးတော့ဂျခင်ကလေးကအသုံးခဲ့တဲ့အစီဖြစ်ပါတယ်နောက်ဘက်မှာတော့ကျွန်တော်တို့ကဒီကာဘပန်နင်ကိုအောင်ယောဂဝေဒနာခံစားနေရသူတွေကိုပေးကြည့်လိုက်တဲ့အခါမှာတည်တည်တသာတတ်တာပြောကင်းတာကိုတွေ့ရတဲ့အတွက်ကျွန်တော်ဒီအောင်ယောအကြောင်းဖြစ်တဲ့ဝေဒနာတွေကိုနော်ထိန်းညီပေးဖို့အတွက်တတ်တာတွေအတွက်အများစုအတွင်းင်းကြဲကြဲအသုံးပြုလာတဲ့စေတမျိုးလည်းဖြစ်ပါတယ် off label use လို့ခေါ်ပါတယ်နော်အဲ့လိုအသုံးပြလာတဲ့စေတမျိုးဖြစ်ပါတယ်တကယ်လည်းတည်တည်တသာတသက်တာပြောက်ကင်းတဲ့အတွက်နော်နာမည်ရလာတဲ့စေတမျိုးလည်းဖြစ်ပါတယ်နော်ဆိုတော့ ဆရာမဒီဆေးကိုပေးလိုက်တဲ့ခါမှာမိမိအနေနဲ့เนาะခြေောက်တွေအောင်ကြောတွေထုံလာကျင်တာနာကျင်ကြက်ခဲတာတွေလုံးဝတတ်တာတောက်ပါတယ်အာဒါတော့တောက်ရမယ့်ဆေးပမာဏလေးပြောချင်ပါတယ်ဆေးပမာဏကျွန်တော်ဒီနေ့ကိုအာတလုံးကို300မီလီဂရမ်ပါပါတယ်ကျွန်တော်ဘယ်လောက်ပေးလို့ရတဲ့နေ့ကို900မီလီဂရမ်နေပြီးတော့1800မီလီဂရမ်နေပေးလို့ရပါတယ်ပြောချင်တာဒီနေ့ကို3လုံးအနေပြီးတော့မှ6လုံးထိပေးလို့ရပါတယ်ဒီနေ့ကိုမနေ့တကြိမ်နေ့လေကြိမ်ညကြိမ်3ကြိမ်ပေးလို့ရပါတယ်ဒါတော့ညဘက်လည်းကျွန်တော် ပေးလို့ရတဲ့ဆေးတွေမျိုးဖြစ်ပါတယ်အော်ဒီဆေးကကျွန်တော်ဘာလဲဆိုတော့ ရေရှည်ပေးလို့ရပါတယ်ရသတဲ့ပောင်းများစွာပေးလို့ရပါတယ်ဒါတော့ကက်ခဲပြောက်စီတဲ့သားတဲ့အချက်အကြတော့ကက်ခဲပြောက်စီတဲ့ရေရှည်ပေးလို့မသင့်တော့ဘူးရေရှည်ပေးတဲ့အခါမှာကြောက်ကကိုထိခဲ့တာအဆိုင်ကိုထိခဲ့တာစတဲ့နောက်ဆက်တဲ့ပြဿနာအများကြီးရှိပါတယ်ပြီးရင်ကက်ခဲပြောက်စီတွေကကြွယ်သားတဲ့အရိုးကိုပဲနာကျင်မှုကိုတက်တာတွေဖြစ်ပါတယ်အာရုံကြောင့်ကြောင့်ဖြစ်တဲ့ထွန်းနာကျင်တာကက်ခဲတာကိုတက်တာတွေမှမဟုတ်ပါဘူးဒါကြောင့်အနားနဲ့ဆေးတဲ့ဖို့လိုပါတယ်အနားနဲ့ဆေးလွှဲနေရင်နော်ကောင်းကျွတ်တဲ့ဆိုးကျွတ်တာများမှာဖြစ်ပါတယ်ဒါတော့ဒါဆိုတော့ကျွန်တော်အအောင်ကျွန်တော်ဖြစ်တဲ့ဝေးနာကိုမှန်ကန်သွား တက်မှဆိုတာပျောက်ကင်းစေဖို့တော့ကျွန်တော်ဒီကာဝါပန်တွေကိုကျွန်တော်တို့တုံးလိုက်တာပဲဖြစ်ပါတယ်เนาะဆိုတော့ဒီစီပလက်တဲ့ခါမှာလုံအောင်တည်တတ်တာတတ်တာတော့တော့ပြည့်တွေ့ရပါတယ်เนาะပြောခဲ့တဲ့အတိုင်းပဲဒီစီကကြတော့ကျွန်တော်ဒီဂန်ခဲပျောက်စေလို့မျိုးမဟုတ်ဖ ೇನೆ ရတဲ့ဘက်ပေါင်းများစွာပေးနိုင်တယ်လိုအပ်လိုအပ်သလိုပေးလို့ရပါတယ်ပြီးတော့ဆိုကြလေအနေငယ်သာရှိတဲ့စီတမျိုးဖြစ်ပါတယ် ဒါတော့ဒီ save ပဲဆိုတော့ဒီ series ပြီး1ဖြစ်ပါတယ် prescription only medicine နဲ့မှာပါပါတယ်ဆရာဝန်ညွန်ကြားချက်နဲ့တော့သုံးရမယ် series မျိုးဖြစ်ပါတယ်ဒီတော့ခါကျဆရာဝန်ညွန်ကြားချက်နဲ့သုံးရမှာဖြစ်ပါတယ်ကိုယ်တဘောနဲ့ကိုယ်တော့တောက်လို့မရပါဘူးအော်ဒီဒါကတော့ကျွန်တော်ဒီ save ကိုကဘာပဲနဲ့ save ကိုတောက်ပြီးတဲ့အချိန်မှာရတဲ့ဘက်အတွင်းမှာတက်တာသွားတဲ့ပုံလေးကိုပြရတာဖြစ်ပါတယ်ဒါတော့ဒီ save ကိုတောက်ပြီးတဲ့အခါမှာနိုင်ကျင်ကိုက်ခဲမှုတွေအထုံးနာကျန်တဲ့အလုံးဝတက်တာသွားတဲ့အတွက်ပြပြွှင်ွှင်လမ်းလျှောက်နေနိုင်ပြီပဲဖြစ်ပါတယ် ်ဆရာကပြောခဲ့တဲ့အတိုင်းပဲဆရာဝန်ညွှန်ကြားတဲ့အတိုင်းတိတိကျကျတောက်ပေးဖို့လိုအပ်ပါတယ်အဲ့တော့ဆေးကိုတောက်ပေးတဲ့အခါမှာအဖြည့်ပြင်းနဲ့နာကျင်မှုတွေတက်တာလာတိတိတသာတိုးတက်လာတာပဲဖြစ်ပါတယ်နော်ဒါမဲ့ဆေးနဲ့ပတ်သက်ပြီးသတိထားမှအချက်လေးတွေရှိပါတယ်။ဆေးကအနေငယ်မူတတ်ပါတယ်။တောက်ပင်းအိမ်ငိုက်တတ်ပါတယ်။အဲဒီကကျွန်တော်တို့ကအများသောအဖြစ်ကညဘက်တွေပေးလို့ရှိပါတယ်။ညညဘက်တွေမှာတောက်တာပို့ပြီးတော့တင့်တော်ပါတယ်။ဒါမဲ့လည်းအကြောင်းအမျိုးမျိုးကြောင့်ကျွန်တော်တို့က ။အချင်းကတ်ခဲမှုတက်တာတွေဖို့အတွက်နေ့ပဲလဲတောက်ရတဲ့အခြေအနေတွေရှိပါတယ်။နေ့ပဲတောက်မယ်ဆိုရင်များသောအားဖြင့်ကျွန်တော်တို့ကတောက်ပြီးတဲ့အခါမှာကားမောင်းတာတွေဆက်ပစ္စည်းအကြီးတွေကင်တွေ့တာမျိုးတွေကိုရှောင်အောင်ဖြစ်ပါတယ်။ accident ဖြစ်နိုင်လို့ဖြစ်ပါတယ်။ဒါတွေရှောင်မယ်ဆိုရင်တော့အိမ်မနေမယ်ဆိုတော့ကျွန်တော်တို့ဒီတောက်လို့ရပါတယ်။ဒါတော့ကျွန်တော်တို့ကားမောင်းတယ်ပေါ့နော်ကားမောင်းတော့အန်ရရှိနိုင်တဲ့အကြောင်းကိုကျွန်တော်ပြပြပေးထားတာဖြစ်ပါတယ်။ ဲ့တော့မှတ်သားမဲ့အချက်လေးတွေလည်းရှိပါတယ်စေးတော့တဲ့အခါမှာချိုးဖဲ့ပြီးတော့ဝါးပြီးတော့ကြိတ်ချီပြီးတော့တောက်တာမျိုးမလုပ်ပါနဲ့အလုံးလိုက်တောက်ပါပြီးတော့ကျွန်တော်ဆေးကိုတခြားသူများလည်းမျှဝေပြီးတော့မတောက်ပါနဲ့ဆေးဝင်ညွန်ကြတဲ့အတိုင်းပဲတောက်ပါအသက်ကြီးတဲ့သူတွေမှာဆိုတော့ဆေးပမာဏကိုလျှော့ပြီးတော့တောက်ပေးဖို့လိုအပ်ပါတယ်နော်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီအောင်ကျော်ဝေဒနာများကိုထုံနာကျင်တာထုံနာကျင်တာဆတဲ့အကြောင်းမျိုးကြောင့်ဖြစ်တဲ့ထုံနာကျင်တာဝေဒနာများကိုတတ်တာတွေကိုအသုံးနဲ့ဒီ governance ကိုပြပြပေးသွားတာဖြစ်ပါတယ် နော်သိကြတာများရှိလို့ဆိုရင် comment မှာမေးမြန်းနိုင်ပါတယ်ဗီဒီယိုများလည်းနောက်ထပ်တင်ပြဖို့ရှိပါတယ်တင်ပြဖို့ရှိတယ်အမ်အကျိုးရှိတယ်ဆိုရင်လည်းမိတ်ဆွေအပေါင်းအသင်းများကို share ပေးပါဦး